စကိုင်းတိုင်းတပည့်မြို့နယ်အိုးဒိန်တွင်ရာစာတင်ကြောင်းဘုံကျဲတိုက်ခိုက်ခံရမှုမှာထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ကျောင်းသားကျောင်းသူတွေစိတ်ဒဏ်ရာရရှိခံစားနေရပြီးဆရာဝန်နဲ့ဆွေးနွေးကူတာပေးနိုင်ဖို့လိုအပ်နေတယ်လို့ကုညီကယ်ဆယ်ရေးလုပ်ကိုင်နေသူတွေနဲ့ဒေသခံသတင်းမြစ်တွေကအမှတ်ပြကိုပြောပါတယ်။စောစုရဲ့ဘုံကျဲတက်ပြတ်မှုကြောင့်သိဆုံးရတဲ့အနှိမ့်ဓာယုံမြင့်ကွင်းနေကိုတိုင်ထိခိုက်ဒဏ်ရာရရှိခံစားရတာတွေဒဏ်ရာမရပေမဲ့အဖြစ်အပျက်တွေကိုရင်ဆိုင်ကြုံတွေ့နေရတဲ့ ကျောင်းသားတွေနဲ့အိုရနေရသူရသားတွေမှာစိတ်တန်ရာရရှိခံစားနေရတာပါပြီးခဲ့တဲ့မေလ12ရက်ကဆောအုစုမိတ္တိလာ ရှန်တက်လီတက်ကတက်လာတဲ့ဂျက်ဖိုက်တာလေးဟာအိုရနေရစာတင်ကျောင်းကိုဘုံမရေတာဘုံအုံပြုတိုက်ခိုက်ပြီးဆီယာမနှစ်ဦးအပါဝင်တေဆုံးသူ24ဦးနဲ့ဒဏ်ရာရှိသူ105ဦးရှိခဲ့ပြီးအဲ့ဒီထဲမှာကိုလက်အင်ကဖြတ်တောက်ပြစ်လိုက်ရသူ15ဦးအပါဝင် အကြီးစားဒဏ်ရာရသူ40ကျော်အထိရှိခဲ့တာပါ ုံးစုလေကြောင်းတိုက်ခိုက်မှုနောက်ဆက်တွဲစိတ်ကြမ်းမာရေးပြဿနာကုသပေးနိုင်ဖို့လိုအပ်နေတာအပြင်ဆဲလက်အင်္ဂါဖြတ်တောက်ပစ်လိုက်ရသူတွေအပါအဝင်ဒဏ်ရာကြီးကြီးမားမားရရှိသူ40ကျော်အတွက်ခွဲစက်ရေးဆိုင်ရာဆေးဝါးပစ္စည်းတွေလည်းအရေးပေါ်လိုအပ်နေတယ်လို့ကုညီကယ်ဆယ်ရေးလုပ်ကောင်သူတွေနဲ့ဒေသခံသတင်းမြစ်တွေကပြောပါတယ်ခြေလက်တွေဖြတ်တော့ရတာတချို့စတီးရိုးထက်ရတာနဲ့အကြီးစားခွဲစိတ်မှုတွေပြုလုပ်နေရတာကြောင့်အယိုးအကြောအတွက်ဆေးဝါးတွေအများဆုံးလိုအပ်နေတဲ့အပြင် ခြေတုလက်တုတွေပါလိုအပ်နေပါတယ်